ကျွန်တော်ရဲ့ချစ်မိတ်ဆွေတင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတွေတောင်းဆိုထားတဲ့ဒီ relay အကြောင်းလေးပေါ့နော်ဒီကြ relay အကြောင်းပြောရင်းနဲ့ကျွန်တော်ကဒီ relay လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းလေးပါထည့်သွင်းပြီးတော့အပြောကြပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ခေါင်းစဉ်ကိုတော့ how to use relay လို့ပဲเนาะရိုးရိုးလေးပဲခေါင်းစဉ်ပေးလိုက်ပါတယ်เนาะ အကြရလေးတွေကတော့အမျိုးအစားအများကြီးရှိပါတယ်အဲ့ဒီထဲမှာဒီထဲကကျွန်တော်ရိုးရှင်းဆုံးနဲ့အသုံးများတဲ့ရလေးလေးပေါ့နော်အဲ့ဒီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံလေးကတွဲဖို့ရလေးဖြစ်ပါတယ်တွဲဖို့နဲ့ဖိုက်ဖို့ရလေးအတူတူပါပဲနော်ဒီမှာ coin နှစ်ပင်ပါပါမယ်နောက်တစ်ခါ normally close နော်အတူက nc နောက်တစ်ခါအလဲက common ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ normally open ဆိုပြီးတော့ဒီမှာငုတ်ကလေးငါးငုတ်ပါပါမယ်နော် ုကတိသင်္ကေတပုံလေးမှာသာကြည့်ရင်သိနိုင်ပါတယ်သူကဒီ relay ကိုအလုံးလုံးဖို့အတွက် coin ဆိုတဲ့နှစ်ပင်ကိုကျွန်တော်တို့ဒီ power supply ပေးရတာဖြစ်ပါတယ်เนาะအဲ့လို power supply မပေးခင်မှာဆိုရင်ဒီမှာ normally close เนาะ nc နဲ့ common လေးကဓာတ်ရိုက်ဆက်ပြီးသားပေါ့เนาะအဲ့ဒါကြောင့်မို့သူက normally close လို့နာမည်ပေးထားတာဖြစ်ပါတယ်အောက်က no ကတော့ normally open ဖြစ်ပါတယ်เนาะသူကဒီ power supply မပေးလို့ရှိရင်ဒီ common နဲ့ ဒီ NO normally open เนี่ยป่วนနေတာပေါ့เนาะဒီ power supply coil နှစ်ပင်ကိုကျွန်တော်တို့ supply ပေးလိုက်တဲ့အခါမှာတော့အဲ့အလဲက common ဆိုတဲ့ဒစနဲ့ NO ဆိုတဲ့เนาะ normally open စလေးဆက်သွားတာဖြစ်ပါတယ်เนาะကတင်ဂေတာပုံလေးပြောပြီးတော့ဒါကတော့ကျွန်တော်တို့ဒီတွဲဖို့ relay ရဲ့ဓာတ်ပုံပေါ့เนาะ relay နောက်ခါဒါကတော့ ဒီတွဲဖို့တော့လေးရဲ့ငုတ်ကိုဓာတ်ပုံရိုက်ပြထားပါတော့။ခொနကတင်ဂေတာပုံတိုင်းမဲ့ဒီမှာ꽌နှစ်ပင်အစွန်ဆုံးနှစ်ဖက်မှာ꽌နှစ်ငုတ်ရှိမယ်ပေါ့နော်။အလဲကကွန်မွန်ငုတ်ကလေးရှိမယ်။နောက်တစ်ခါအပေါ်ညာဘက်ထိပ်မှာ normally close ဆိုတဲ့အစလေးရှိမယ်။နောက်ဒီအပေါ်ဘယ်ဘက်မှာတော့ normally open ဆိုတဲ့နော် NO ဆိုတဲ့ငုတ်ကလေးစုစုပေါင်းငုတ်ငါးငုတ်ရှိမှာဖြစ်ပါတယ်ဗျာနော်။အဲ့ကြတော့ဒီလိုငုံငါငုတ်ပါတဲ့ relay လေးကိုဘယ်လိုအသုံးပြုမလဲဆိုတဲ့ဟာကိုကျွန်တော်က ဒီစက်ကဲတန်ရာကရံလေးနဲ့အသေးစိတ်ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ကြတော့ကျွန်တော်ကဒီရလေးကိုတကယ်ဆင်ပြီးတော့သုံးမယ်ဆိုရင်ဘလို့သုံးရမလဲဆိုတာသိအောင်လို့ကျွန်တော်ဒီမှာဒါရလေးသင်္ကေတလေးယူလိုက်ပါပြီနော်ဒါရလေးရဲ့ဒီစက်ကဲသင်္ကေတပေါ့နော်အဲ့လိုသင်္ကေတလေးယူလိုက်ရင် ကျွန်တော်တို့ဒီမှာနာမည်တွေကိုကျွန်တော်ကများနေလို့เนาะတခုတည်းပဲ RLY ပေါ့ဗျာအတူကောက် release ဆိုတဲ့အတူကောက်လေးတခုပဲယူပါမယ်เนาะ အကျကျွန်တော်တို့ကဒီ relay ကိုသုံးပြီးတော့เนาะ AC ကိုလည်းအဖွင့်ပိတ်လို့လို့ရတယ် DC ကိုလည်းအဖွင့်ပိတ်လို့ရအဖွင့်ပိတ်လို့လို့ရပါတယ်เนาะဒီမှာတော့ကျွန်တော်က battery လေးနဲ့စမ်းပြမှာပေါ့เนาะ battery သင်္ကေတလေးနဲ့ကဲ relay သင်္ကေတပြီးရင်နောက်တစ်ခါကျွန်တော်တို့ဒါကဒီအဖွင့်အပိတ်ကိုတိတာအောင်လို့ကျွန်တော်ခက်လုတ်ကလေးပေါ့เนาะခက်လုတ်ကလေးသင်္ကေတယူလိုက်တယ်ခက်လုတ်ကိုလည်းကျွန်တော်ကသင်္ကေတနာမည်ကို SW လို့ပေးလိုက်တယ်ဗျာနော် တကယ် तू ကနှိပ်လိုက်ရင် connection ထိသွားမှာပေါ့နော်ဒီတိုင်းမနှိပ်ဖက်နဲ့ထားရင်ဖွင့်ရဲ့ဟိုပါဖွင့်ရဲ့ပြက်နေမှာပေါ့နော်နှိပ်လိုက်မှပိတ်သွားမှာနော်နောက်တစ်ခါကျွန်တော်တို့ဒီ relay ကို power ပေးဖို့ကျွန်တော်အင်းနေပြီကျွန်တော်နံပါတ်လေးတွေပြောင်းပေးနေနော်နံပါတ်လေးပြောင်းပေးပြီးရင်ကျွန်တော်ဘက်ထရီလေးတစ်လုံးလိုမယ်ဗျာနော်ကယ်ရလေးရပြီ နော်အပွင့်ပိတ်လုပ်ဖို့ခလုတ်ရပြီနောက်တစ်ခါကျွန်တော်ဘက်ထရီယူရမယ်ဘက်ထရီကတော့ဒီမှာရှေ့တဲ့ဘက်ကသူ့ရဲ့သင်္ကေတရဲ့သဘောကရှေ့တဲ့ဘက်ကအပေါင်းတူတဲ့ဘက်ကနှုတ်ပေါ့နော်ငါကအပေါင်းဘက်ကိုလည်းအပေါင်းရှေ့တဲ့ဘက်ကိုလည်းအပေါင်းသင်္ကေတလေးတော့ပြထားတယ်နော်ဒီမှာတော့ကျွန်တော်ကတွဲဖို့နဲ့စမ်းမှာဖြစ်တဲ့အတွက်တွဲဖို့လို့နော် level တက်လိုက်တာပေါ့နော်ဒါကဘက်ထရီရဲ့သင်္ကေတဖြစ်ပါတယ် ကဲပြီးရင်ကျွန်တော်တို့ဒီ relay လေးတစ်ခုကိုစမ်းမယ်ဆိုရင်เนาะတွဲဖို့ relay ဆိုရင် battery နဲ့ပေါ့ဗျာเนาะတကယ်လို့ five volt relay ဆိုရင်တော့အခြား adapter တို့เนาะ phone adapter တို့ဘာတို့နဲ့စမ်းလို့ရပါเนาะဒီမှာတော့ကျွန်တော်တွဲဖို့ battery လေးနဲ့ငါဒီ socket ထဲမှာပဲစမ်းပြမှာပါเนาะကဲကြတော့ wire ဆက်ပါမယ်အရင်ဆုံးကျွန်တော်ဗာဆက်လိုက်မလဲဆိုတော့ ဒီ relay ရဲ့ coin ပေါ့နော်အောက်ဖက်က coin ငုတ်ပေါ့နော် coin တငုတ်ကိုကျွန်တော်က battery ရဲ့အနှုတ်နဲ့ဆက်လိုက်မှာနော်နောက်တစ်ခါ battery ရဲ့အပေါင်းကို coin ကိုဓာတ်ရိုက်မသွားဘဲနဲ့ဒီမှာခလုတ်ကလေးခံပြီးတော့ပေါ့နော်အဲအဲ့လိုလေးဆက်လိုက်တာပေါ့နော်ဒါ relay အလုံးမလုံးအလုံးလုံးမလုံးသိအောင်ကျွန်တော်ခလုတ်ကလေးကိုနှိပ်ပြီးတော့စမ်းကြည့်မှာပေါ့နော်အဲဒါကြောင့်မို့ဂျားထဲမှာကျွန်တော်ခလုတ်ကလေးခံလိုက်တာပေါ့နော်ဒါကြတော့ကျွန်တော်တို့ ီ SW ဆိုတဲ့ခလုတ်ကလေးနှိပ်လိုက်ရင်အခုဒီမှာဆိုရင် normally open ကအောက်ကအစပေါ့နော်ဟနေတယ်အပေါ်ကအပေါ်ဆုံးစက normally close ပေါ့နော် relay မှာနော်အဲ့အဲ့သင်္ကေတတွေနော်အဲ့ဒီကျွန်တော် circuit ကိုတခြားဒီကျွန်တော် motor လေးနဲ့ပေါ့နော် motor လေးနဲ့စမ်းကြည့်ကြင်တာဆိုတော့ battery ကိုနည်းနည်းလေးအဲခုလိုလေးပေါ့နော် ခလုံးနဲ့တန်းတန်းလေးဖြတ်အောင်နေရာရွှေ့လိုက်တာပေါ့ဗျာနော်ကျွန်တော်ဟိုဘက်ကိုမော်တာလေးနဲ့လည်းဆက်ချင်နေတာပေါ့နော်ကဲနောက်တစ်ခါဘာဆက်ဆက်မလဲဆိုရင်ဒီခလုံးနှိပ်လိုက်ရင်ဟိုဘက် relay ရဲ့ကျွန်တော်က relay ရဲ့ဒီ normally close ကိုအပွင့်ပိတ်လောက်ချင်တာပေါ့နော်အပွင့်ပိတ်လောက်ချင်တာဆိုတော့ common စကိုကျွန်တော်ကဒီ battery အပေါင်းလေးပေးထားချင်တာပေါ့နော်အဲ့ဒါကြောင့်မို့ဒီခလုံးရဲ့ တစ်ပတ်ကနေပြီးတော့ဒီအလဲစပေါ့နော်ကွန်မွန်ဆိုတဲ့အစာလေးကိုကျွန်တော်ဆက်လိုက်တယ်အခုလိုလေးဆက်လိုက်ပြီပေါ့နော်အဲဆိုရင်ခလုံးမနှိပ်သေးရင်သူကရလေးလေးကအပေါ်မှာပဲတလားနေကတ်နေအောင်ပါပေါ့နော်အပေါ်တိုင်းလေးပဲရှိအောင်မယ်ခလုံးနှိပ်လိုက်ရင်အလဲကအဲ့ဒီအချောင်းလေးရပေါ့နော်အလဲကကွန်မွန်ဆိုတဲ့အချောင်းလေးအောက်ကိုပြေးကတ်မှာပေါ့နော်ဒါကကျွန်တော်က DC မော်တာလေးပေါ့ဗျာနော် DC မော်တာလေး ကဲမော်တာရဲ့အပေါ်အပေါင်းဘက်ကိုကျွန်တော်ကဒီ relay ရဲ့ normally open ပေါ့နော်ခလုံးနှိပ်လိုက်ရင်တော့အဲ့ normally open ကိုဘိုးရောက်လာမှာပေါ့ဗျာနော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီမော်တာလေးရဲ့အပေါင်းနဲ့ normally open ကိုဆက်လိုက်တယ်နောက်တစ်ခါမော်တာရဲ့အနှုတ်ကိုတော့ဒီ battery O ရဲ့အနှုတ်နဲ့ဆက်လိုက်မှာပေါ့နော်ဒါကအရင်ဆုံးကျွန်တော်တို့ဆက်ကအရင်ဆွဲပြီးတော့စန့်ကြည့်တာပေါ့နော် ဒီတိုင်းမှန်မှန်ကန်ကန်အလုပ်လုပ်ပြီဆိုရင်အပြင်မှာ circuit ဆင်လို့ရပါပြီเนาะဒီ circuit အတိုင်းလေးပဲဆင်လို့ရပါတယ်เนาะဒီ circuit လေးကိုလည်းသေးနိုင်လမ်းများသေးအောင်ပေါ့ဗျာเนาะသေးနိုင်လမ်းများသေးအောင်အဲ့လိုနေရာလေးတွေချုံလိုက်တာပေါ့เนาะအရင်ကြီး circuit ကြီးကကြီးနေမှာဆိုတော့เนาะနေရာလေးကျုံသွားအောင်အဲချုံရရတော့ပေါ့ဗျာเนาะချုံရရတော့ချုံလိုက်တာပေါ့เนาะ ဒါဆိုရင်တော့မဆိုးပါဘူးနော်ဒါဆိုရင်ဒါတက်တော့ခြုံလို့တိတ်ပြီးတော့အဆင်မပြေတော့ဘူးနော်အဲ့ဒါလေးကိုကျွန်တော် run ကြည့်မယ်ရောဒီမှာနော်ခလုတ်လေးနှိပ်လိုက်ရင်မော်တာလေးလဲတယ်ဟိုမှာ relay လေးကအောက်ကိုပြေးကတ်တာပေါ့နော်ခလုတ်မနှိပ်ရင်အပေါ်ကတ်နေတာခလုတ်နှိပ်လိုက်ရင်အောက်ကိုပြေးကတ်တယ်မော်တာလေးလဲတယ်ပေါ့နော်ဒါ relay ရဲ့ကျွန်တော်တို့အသုံးပြုမိအများကြီးတွေရမှာတခုပေါ့နော်ဒါဆိုရင်ကျွန်တော်တောင်းဆိုထားတဲ့တငယ်ချင်းတွေလည်းအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်နော် ခကြည့်ရှုပေးကြတဲ့ကျွန်တော်ချစ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ